လူတလဲနတ်တလဲတရားတဲ့တကိုးကြီးတဲ့ပြည်မျိုးကရွှေနဲ့တောင်ဖျားကြီးလောကကြီးမှာလူတွေမျက်စိနဲ့မမြင်နိုင်တဲ့ဘုံဗိမာန်သားတွေဟာနေရာသေးသေးမှာအမှန်တကယ်နေထိုင်ကြပရိသတ်တို့သိပြီးသားဖြစ်ပါလိမ့်မယ်ဒလိုလူမဟုတ်တဲ့လောကီဘုံသားတွေဟာဆွေနော့ပြုခဲ့မှုတဲ့ကောင်းမှုမကောင်းမှုအမျိုးမျိုးကိုခံစားဆန်စားနေကြရပြီးအရိတရားတချို့ကတော့ဖျားတဲ့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့နေရာမှာလူတွေနဲ့အတူတူပါဝင်ဆင်နွှဲခဲ့ကြပါတယ် ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel video မှာဆိုရင်တော့ဘဝတစ်ခုမှာပြုခဲ့မှုတွေကောင်းမှုတွေကိုစံစားနေရတဲ့နတ်ပြည်ရနတ်အပေါင်းနဲ့လူသားတွေတလဲစီတည်ထားကြတဲ့ရွှေနဲ့တောင်ဖျားကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တခါတော့ကသူရပတမေဟာရွှေရောင်တောက်ပနေတဲ့တောင်ကြီးကိုတွေ့ပြီးရွှေရောင်မြို့တဲကမင်းပြုတ်ဆူဆံပါရီဒါအပြင်နှစ်စဉ်တပေါင်းလာရောက်တိုင်းရွှေရောင်မြို့တောင်ဘက်မှာရှိတဲ့ဒေဝဂိရိနဲ့တောင်မှာနတ်ခတ်သဘင်ပွဲတော်ကိုလည်းဆင်ရင်ကျင်းပခဲ့ပါရီ ဒါကြောင့်ဒီကနေ့ချိန်ထိတပေါင်းလာမှာရွှေနဲ့တောင်ဖျားပွဲကိုကျင်းပမည်ဖြစ်ပါတယ်။ဒီလိုနဲ့သူရပတမင်းကနေ36ဆက်မြတနင်္လာနံမင်းလက်ထက်မှာရွှေတောင်ပြည်ကြီးပြည့်စည်ပြီးနေကုန်းရွာကြီးအနေထားသာကျန်းရှိခဲ့ပါတော့တယ်။ BC 600စုမဟာတက္ကရာ103ခုနဲ့မှာဆိုရင်တော့ဗုဒ္ဓဂေါရမဖျားရှင်ဟာသူရပတမင်းရဲ့ဒေဝဂိရိတောင်ကိုကြွာလာပြီးအရိချိန်ကအရိနေရာဒေတာမှာရှိနေတဲ့လူတွေရဲ့ဇယိုင်းလိုက်တရားဟောကြားခဲ့ပါတယ်။ တရားဟောတဲ့နေရာမှာဖျားသွဲမဟုတ်ဘဲနတ်သားသွင် ဖန်ဆင်းပြီးတော့ဟောခဲ့တာဖြစ်တယ်လို့သာသနာအတော်ရှိစေဖို့အတွက်သူ့ရဲ့ကိုယ်စားနေမိတာရွှေနဲ့ရုပ်ကြီးကိုထားခဲ့ပါသေးတယ်။ဒီနောက်မှာတော့မြတ်စွာဘုရားရဲ့ကိုးပွားရွှေနဲ့ရုပ်ကြီးကိုဏီကုံးပြည်သူတွေကအုပ်အင်္ဂရီတွေနဲ့ဖုံးကဇေရီတဲပြီးတော့ကိုးကွယ်ခဲ့ကြပါတယ်။ရွှေရောင်တောက်ပါနေရဲ့နေရုပ်ကြီးကိုဌာပနာဇေရီတဲထားတာကြောင့်ရွှေနဲ့တော်ဇေရီလို့ခေါ်တွင်ခဲ့ကြတာပါ ဇေယျတော်ကြီးတဲစင်ကာလမှာလူပုဂ္ဂိုလ်တွေတနေကုန်တဲတဲ့ညံတော်ထက်နောက်တနေအာယုံတက်ချိန်မှာဖူတွေ့ရတဲ့ညံတော်မှာပို့ပြီးတော့မြင်နေတာကြောင့်လူတရက်နတ်တရက်တဲကဲကြောင်းသိရပါတယ်အဲလိုမျိုးနေ့ခါမှလူတွေတဲကြပြီးညအခါနှက်တွေတဲကြတဲ့ဖြစ်ကိုအစွဲပြုပြီးတော့လူနဲ့နှက်လီတရက်စီဇေဒီရွှေနဲ့တောင်းလို့သမိုင်းဆိုရှိခဲ့ပါတယ်။ ။နောက်ပိုင်းခုနှစ်တွေမှာဆိုရင်လည်းဒုရဘောင်မင်းရဲ့မိဖုရားတွေဖြစ်ကြတဲ့ဗိတနိုးမိဖုရားနဲ့ဆန္ဒဒေဝီမိဖုရားတို့ဟာပျက်စီးယိုပြင်းနေတဲ့ရွှေနဲ့တောင်စီဒီမှာဖျားရှင်ရဲ့ဓာတ်တော်182စုကိုဌာပနာပြီးထပ်မံပြုပြင်ခဲ့လျာညံတော်15တောင်ထိမြင့်ခဲ့ပါတယ်။တကီရဲ့648ခုနှစ်ပြည်စားတိဟတ်သူဟာသူ့ရဲ့လက်စွပ်ကိုရောင်းချပြီးတော့ရွှေနဲ့တောင်ဇီရီကိုပြုပြင်မောမန်တိဆောက်ခဲ့ရာညံတော်44တောင်ရှိခဲ့ပါတယ် တောင်ငူဘရင်တပင်ရွှေတိယာ192ခုနဲ့မှထိနှံတက်ပြီးရဲ့နောက်ဖီမျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးဟောင်းလွှမ်းနေတဲ့ရွှေနဲ့တောင်စီရိုကိုပြုပြင်မောမှန်ပြီးတော့ရွှေတင်ငန်းကတ်လူပါရီဒလိုနဲ့ရွှေနဲ့တောင်စီရိုကိုခေဆန်းဆက်ကမင်းတွေပြုပြင်မောမှန်လာရမှာ တကရက်1220ပြည်နှစ်မှာမိုးကြီးတဲထန်စွာရွာသွန်းလာကြောင်းဇေရီကြီးရဲ့ထီတော်ငပြောဘူးတော်ဖောင်ရက်တော်တွေမြေခါပြက်စီးသွားတဲ့အခါမှာရွှေတောင်မြို့ကံကြီးတရက်ကဥမော်ဥလင်းဥညင်းစတဲ့ဗနာဒိန်ဖွဲကပြုပြင်မုံမှန်ခဲ့ရညံတော်55တောင်ထိရှိခဲ့ပါတယ် 1955ခုတပေါင်းလာမှဆိုရင်တော့ဇေယျတော်ကြီးရဲ့မြောက်ဖက်ဆောင်တန်းတွေတကွပြသက်ကြီးဇရက်တဆောင်တွေဟာဝမ်းနေပွေမေးသက်လောင်ကျွမ်းခံခဲ့ရတာမလို့အရှင်သာသနာကြီးမှုတဲ့ပြည်သူတွေကဇေယျတော်ကြီးကို၆နှစ်မြအချိန်ယူပြုပြင်ခဲ့ရပါတယ်အခုချိန်မှာဆိုရင်တော့ပြည်မြုပ်ရွှေနဲ့တောင်ဖျားကြီးဟာညံတော်၈၁တောင်တထွာတိမြန်မာစွာစံပယ်လို့နေပါတော့တယ်ဒီကနေ့တော့တလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါအသေးသေးတော့ကြားရရင်လည်းရွှေဘုံချနာမှာကြားလိုက်ဆုံးတိတ်ချမ်းသာသေးတယ်ရှင်